တနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်ဧပြီလ27ရက်နေ့မှ28ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာကောင်းသောအပြောင်းလဲအသစ်တွေကြုံလာတတ်သည်ခက်ခဲကြံ့ကြာနေသောကိစ္စများမမျှော်လင့်ပဲအဆင်ပြေသွားမည်အလို့ဆက်တွေကောင်းအခွင့်အရေးကောင်းတွေပေါ်လာတတ်သည်ဆုံးပြီးဟုထင်ထားသောငွေပစ္စည်းများအသစ်တစ်ဖန်ဝင်လာတတ်သည် ဝန်နှန်းဆိုရင်တိတိတာတာယာရုတိုးတာလစာတိုးတာမျိုးအခွင့်အရေးကောင်းတွေရလာတတ်သည်။အိုးအိမ်အဆောက်ဦးနေရာထိုင်ခင်းကောင်းသောပြုပြင်ပြင်ဆင်မွမ်းမံရတတ်သည်။အဖိုးတန်သောလျှက်စစ်ပစ္စည်းယန္တနာပစ္စည်းဆက်ပစ္စည်းများမမျော်လင့်ဘဲဝင်လာတတ်သည်။ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးမတိမချမရေမရာဖြစ်နေတတ်သည်။ကြိတ်လွဲလွဲနေတတ်သည်။ အကျိုးပေးသောအရာအပြာရောင်မယမ်းရောင်အကျိုးပေးသောကနန်း34အချစ်ရေမကြခဏစကားများဖြည့်ရှင်းနေရတတ်သည်အိမ်တော်ရေးအစင်မပြေမှုများနှင့်ကြုံနေရတတ်သည်ကျမ်းမာရေးခြေထောက်အောက်ပိုင်းဒုက္ခပေးတတ်သည်ရရရာပဲပလာရာမိမိအိမ်ဖျားမှာကတ်လူပါတင်းလာသားသမီးများအတွက်2025ခုနှစ်ဧပြီလ27ရက်နေ့မှ28ရက်နေ့အထိတပတ်စာဟော့စတန် ဒီရက်တွေအတွင်းမှာစိတ်ချမ်းသာစရာတွေတော်တော်များများကြုံလာမိလုပ်ငန်းတွေတိတိတတ်တာအောင်မြင်တာစီးပွားတက်တာစီးပွားဖြစ်တာမျိုးတွေကြုံရတတ်သည်နေရာယာရူးနှင့်ပတ်သက်ပြီးကောင်းသောအပြောင်းအလဲတွေဖြစ်လာတတ်သည်ကိုယ်ပိုင်လုပ်ငန်းများလုပ်ငန်းအတစ်စီးပွားအတစ်တွေအင်တိုက်အားတိုက်တိုးချဲ့ရတတ်သည်လက်လွန်ထားသောငွေရေးကြေးရေးနှင့် အဖိုးတန်ပစ္စည်းများပြန်ဝင်လာတတ်သည်နေရာထိုင်ခင်း အဆောက်အဦကိစ္စတွေကတော့အနှဲငယ်စိတ်ရှုပ်ရတတ်သည်ငွေရေးကြေးရေးကတော့ရဝေးမှရှိသောဆွေမျိုးများထံမှ အကူအညီထောက်ပံ့ရတတ်သည်အကျိုးပေးသောအရာအဝါရောင်အပြာရောင် အကျိုးပေးသောကနန်းငါကိုအချစ်ရေးတယောက်နှင့်တယောက်မယုံသင်္ကာဖြစ်နေတတ်သည် အိမ်ဆောင်ရေးနှစ်ဖက်ဆွေမျိုးများစီမှ အကူအညီထောက်ပံ့များရတတ်သည်ကျမ်းမာရေးဒူးနာဒုက္ခပေးတတ်သည် ယတအချိုရီမိမိအိမ်ဖျားမှာကတ်လူပါအင်္ဂါသားသမီးများအတွက်2025ခုနှစ်ဧပြီလ22ရက်နေ့မှ28ရက်နေ့အထိတပတ်စာဟောစတန်းဒီရက်တွေအတွင်းမှာရဝေးမှာရှိသောမိဘဆွေမျိုးဇာသမားများထံမှအကူအညီကောင်းအဆက်အသွယ်ကောင်းတွေရတတ်သည်လုပ်ငန်းဟောင်းနေရာဟောင်းကဇာသမားတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရတတ်သည် အလုတ်ထဲမှာစိတ်ကုံစရာတွေစိတ်ရှုပ်စရာတွေအလုတ်ပြောင်းကျင်တဲ့စိတ်တွေပေါ်လာတတ်သည်အလုတ်မပြောင်းဘဲစိတ်ရှည်တီးခံပြီးနေတာက ပိုကောင်းပါသည်နေရာထိုင်ခင်းအဆောက်အဦအတွက်မတေးမချာမရေမရာဖြစ်နေတတ်သည် ဝေခွဲရခက် ဆုံးဖြတ်ရခက်ဖြစ်နေတတ်သည်ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးငွေကုန်ကြေးကျများနေတတ်သည်ငွေကစီလိုအပေါက်ရှာပြီးထွက်နေတတ်သည် အကျိုးပေးသောအယောင်အစိမ်းအောင်စိမ်းပြအောင်အကျိုးပေးသောကနန်းနှင့်ကိုအချစ်ရေးအပြောင်းလဲတွေများနေတတ်သည်အိမ်နောင်ရေးအဖို့အထက်အတိုက်ခံတွေများနေတတ်သည်ကျမ်းမာရေးအရေပြားဒုက္ခပေးတတ်သည်ရေရာဒိန်ချင်းမိမိအိမ်ဖျားမှာကတ်လူပါဗုဒ္ဓဟူသာသမီများအတွက်2025ခုနှစ်ဧပြီလ27ရက်နေ့မှ28ရက်နေ့အထိတပတ်စာဟော့စတန် ဒီရက်တွေအတွင်းမှာအလုပ်တွေနဲ့ပတ်သက်ပြီးတိုးလို့တန်းလန်းတွေဖြစ်နေတတ်သည်။ဆုံးဖြတ်ရခတ်သောအခြေအနေအကျက်တဲတွေနဲ့ကြုံရတတ်သည်။မိသားစုဝင်များအတွင်းမှာလည်းစိတ်သဘောထားတွေကွဲလွဲနေတတ်သည်။အလုပ်မှာလည်းရန် အပြိုင်အဆိုင်အနှောင့်ယှက်တွေများနေတတ်သည်။အလုပ်ထဲမှာစိတ်မပါဘဲဖြစ်နေတတ်သည်။အိုးအိမ်နေရာအဆောက်အဦးကိစ္စတွေမှာမတင်မကြတွေဖြစ်နေတတ်သည်။ အခက်ခဲများနဲ့ပြောင်းရွှေ့ပြင်ဆင်ရတတ်သည်ငွေကြေးကံကတော့တော်တော်လေးကိုညံ့နေပါသည်မဝင်တဲ့ပြင်ရှိတာလေးတွေ စုဆောင်းထားတာလေးတွေတောင်လုံးပါပါနေတတ်သည်အကျိုးပေးသောအရာအပြာရောင်ခရမ်းရောင်အကျိုးပေးသောကနန်း36အချစ်ရည်ညှိလို့နိုင်လို့မရဖြစ်ပြီးနားလည်မှုတွေလွဲနေတတ်သည်အိမ်တော်ရေးအိမ်တွင်းရေးအလွန်အေးချမ်းနေပါလိမ့်မည်ကျမ်းမာရေးသွေးသွားဒုက္ခပေးတတ်သည် ရေရာထောပတ်ထမင်းမိမိအိမ်ဖျားမှာကတ်လူပါ။ဇာကမဘေတာသမီးများအတွက်2025ခုနှစ်ဧပြီလ27ရက်နေ့မှ28ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာကန်တရားရဲ့မျက်နှာသာပေးမှုတွေကြုံလာမည်။ကောင်းသောလုပ်ငန်းအပြောင်းအလဲတွေဇက်တိုက်ဆိုသလိုမျိုးအခွင့်အရေးကောင်းတွေပေါ်လာတတ်သည်။အိုးအိမ်နေရာအဆောက်အဦတွေပြုပြင်ပြင်ဆင်ပြောင်းရွှေ့ရတတ်သည်။ ဝန်ထမ်းဆိုရင်ယာရုကိစ္စအခြေအနေကောင်းတွေကြုံရတတ်သည်ဆရာသမားတွေရဲ့ပံ့ပိုးကူညီမှုတွေရတတ်သည်ကိုပိုင်စည်းဝါးရေးလုပ်ငန်းများအတိတ်တဖန်တိုးချဲ့ရတတ်သည်ရဝေးမှာရှိသောဆွေမျိုးညီကိုမောင်နှမများနဲ့ပတ်သက်ပြီးဝမ်းသာစရာစိတ်ချမ်းသာစရာကြုံရတတ်သည်ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးငွေကြေးတွေရစရာရှိတာတွေက ပြန်မရပဲနဲ့အခြေတင်စကားပြောရတတ်သည် အကျိုးပေးသောအယောင်၊နှက်ပြာယောင်၊မိခိုးယောင်အကျိုးပေးသောကနန်း၆၈အချစ်ရေးဘေးလူကြားလူကြောင့်အစင်မပြေဖြစ်တတ်သည်အိမ်နောင်ရေးနှစ်ဖက်ဆွေမျိုးများထံမှ အကူအညီထောက်ပံ့ကောင်းများရမည်ကျမ်းမာရေးအပူလောင်ခြင်းစေမအစာမဖြစ်တတ်သည်ရေရာပေါက်စီမိမိအိမ်ဖျားမှာကတ်လူပါ တောင်းကြသားသမီးများအတွက်2025ခုနှစ်ဧပြီလ21ရက်နေ့မှ28ရက်နေ့အထိတပတ်စာဟောစတန်ဒီရက်တွေအတွင်းမှာစိတ်တူလွဲပြဿနာဖြစ်လွဲစိတ်နဲ့ကိုယ်နဲ့မကပ်ပဲဖြစ်နေတတ်သည်လုပ်ငန်းဟောင်းအခွင့်အရေးကောင်းတွေပြန်ပေါ်လာတတ်သည်ဆုံးရှုံးထားတာမှန်သမျှမထင်မှတ်ပဲနဲ့ပြန်ရောက်လာတတ်သည်အလုံးမှာနမဲကောင်းရတာယာရုအတွက်အထက်လူကြီးအကြီးကဲများရဲ့ကုညီပံပိုးမှုများစွာရတတ်သည် အိုးအိမ်နေရာထိုင်ခင်းအဆောက်အဦကိစ္စများမမျှော်လင့်ပဲ အခွင့်အရေးကောင်းများရလာတတ်သည်။ငွေရေးကြေးရေးနှင့်ပတ်သက်ပြီးမတင်မကျတွေဖြစ်နေတတ်သည်။ရစရာရှိတာတွေကမရ။ပေးစရာရှိတာတွေကမပေးနိုင်နဲ့ငွေကြေးအတွက်စိတ်ရှုပ်ရတတ်သည်။အကျိုးပေးသောအယောင်ပန်းရောင်မီညိုရောင်အကျိုးပေးသောကနန်း၊ရှစ်၊ငါးအချစ်ရေးချစ်သူဤဂယူဆိုင်မှုကိုခံရတတ်သည်။ အိမ်ဆောင်ရေးအိမ်ဆောင်ဘက်ဤဥပိ္ပခါပြုခြင်းကိုခံရတတ်သည်ကျမ်းမာရေးခါခြေတော့အောက်ပိုင်းဒုက္ခပေးတတ်သည်ရေရာအုံးသည်6စိတ်မိမိအိမ်ဖျားမှာကတ်လူပါစနေသားသမီးများအတွက်2025ခုနှစ်ဧပြီလ27ရက်နေ့မှ28ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာမိတ်ဆွေရဲ့ကံကထူးထူးခြားခြားကိုပဲကောင်းသောအချိန်တို့ရောက်လာပါပြီ။ ကန်တရားရဲ့မျက်နှာသာပေးမှုတွေဇက်တိုက်ဆိုသလိုမျိုးကြုံရတတ်သည်အလုတ်ထဲမှာအထက်လူကြီးဆရာသမားများနဲ့အစင်မပြေဖြစ်တတ်သည် ကို့ပေါ်မှာအမြင်မကြည်တာမျိုး အထင်လွဲခံရတာမျိုးတွေဖြစ်တတ်သည်အလုတ်ပြောင်းရွှေ့တာမျိုးမလုတ်တင်သေးပါဘူးကိုပိုင်စည်းဝါးရေးလုပ်ငန်းများကိုတော့အင်တိုက်အားတိုက်မလုတ်တင်ပါဘူးဆက်တူရှယ်ယာမျိုးတွေကိုတော့အင်တိုက်အားတိုက်လုတ်တင်သည် နေရထိုင်ခင်းကိစ္စမထင်မှတ်ပဲပြုပြင်ပြင်ဆင်ပြောင်းရွှေ့ရတတ်သည်ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးအစုလိုက်အပုံလိုက် အထုပ်လိုက်ထည်လိုက်ဝင်လာတတ်သည်ငွေကြေးကံကတအားကိုကောင်းနေသည် အကျိုးပေးသောအရာအနက်ရောင်မိုးပြရောင်အကျိုးပေးသောကနန်းနှင့်ငါအချစ်ရေးချစ်သူစီမှဝမ်းသာစရာစိတ်ချမ်းသာစရာသတင်းစကားကြားရမည်အိမ်တော်ရေးနှစ်ဖက်ဆွေမျိုးများကြောင့်စိတ်နှောင့်ယှက်ဖြစ်ရတတ်သည် ကျမ်းမာရေးစီးမျက်စိဒုက္ခပေးတတ်သည်ယတရာပေါမုံငါချက်မိမိအိမ်ဖျားမှာကတ်လူပါ